လာပါခင်ဗျာမင်္ဂလာပါရှင်ဩဂုတ်လ20ရက်နေ့ကြာရပင်းနေ့မှာထွက်ရှိလာတဲ့သတင်းစာတွေ channel တွေထဲကစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတွေကာတုန်တွေကောင်းတဲ့ဖတ်ကြပေးမယ့်အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်မှာကျွန်တော်ထုံးထုံးသိမ့်တဲ့သူစမအိမမမွန်တို့ကပါဝင်ဖတ်ကြမှာပါဟုတ်ကဲ့ဟုတ်ကဲ့အိမမမွန်ဗာသတင်းတွေမှာထူးခြားပြရအောင်ဟုတ်ကဲ့အိမမမကဒီနေ့သတင်းစာတွေရခေါင်းစဉ်တွေရေးဖတ်ပြခြင်းလဲဒီ seven day သတင်းစာရအမြင်နဲ့ပုံသတင်းကတော့အမျိုးသားလွတ်တော်အစည်းအဝေးရန်နာဆိုတဲ့သတင်းမှာဒီ the voice မှာမြန်နေပုံသတင်းတင်ထားတာကတော့အရက်ဆိုင်နဲ့အရက်ကြော်ညာအတွက်မိန်းကလေးများပါဝင်ရောင်းချနိုင်မှုစက်မှတ်မယ်တဲ့ ဒေလီလေးဗန်သတင်းစာရဲ့မျက်နှာပုံသတင်းကတနင်္ဂနွေနေ့အဖြစ်ရဲ့ဆေးသဘောတူစာချုပ်လက်မှတ်ရေးထိုးပါကပြည်တွင်အသည့်တက်တွေများဖြင့်ဒေါန်ဆန်စုကြည်ပါဝင်ဆယ်ဦးပါဝင်လက်မှတ်ရေးထိုးရန်အဆိုပြုချက်နှစ်ဦးသဘောတူထားဆိုတဲ့သတင်းကောင်းနေတယ်ပါရှင်။ဟုတ်ကဲ့ကိုထွန်းထွန်းသိရအောင်ဒီကိပဲအဒီတာအဘော်ရွေးချက်ဖတ်ပြမယ်ရှင်။ဟုတ်ကဲ့ကျွန်တော်ဒေလီလေးဗန်ပါတဲ့ဒီအဒီတာအဘော်ပါဒီမှာခေါင်းစဉ်ကငိမ့်ငိုင်းခီးနေပြီလားဆိုပြီးတော့ဒီမှာရေးလာတာဖြစ်ပါတယ်။သမရဥဒေသိန်အစိုးရစတင်တာဝန်ယူပြီးနောက်လုံဆောင်ရအစီအစဉ်တွေနဲ့ပတ်သက်ပြီး ဂရိကဝေပြုတ်ခတ်မှုများနဲ့တနင်္ဂနွေလုံးအပြစ်ခရဆဲရေးနဲ့ညံ့ညံ့ရေးလုပ်ငန်းစဉ်တွေကအပါအဝင်ဖြစ်ပါလေတဲ့အခုခါမှာတော့အစိုးရရဲ့တိုင်းနယ်နဲ့ကိုင်အဖွဲ့တွေကြားတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုများဆဲရေးတဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပါကတဲ့အသုံးပြုမိစာချုပ်ပါအချက်တွေကိုအစိုးရကထုတ်ပြန်လိုက်ပါလေတဲ့အဲ့ဒီထုတ်ပြန်ခဲ့တဲ့စာချုပ်ရဲ့အမိကတော့ပြည်တော်စုမြန်မာနိုင်ငံတော်အစိုးရနဲ့တိုင်းနယ်နဲ့ကိုင်အဖွဲ့အစည်းများကြားထုတ်ဆိုတော့တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုများဆဲရေးတဘောတူစာချုပ်ဟူ၍ဖြစ်ပါလေတဲ့ထို့ပြင်အဆိုပါစာချုပ်ထွက်ပေါ်လာရေးအတွက်လည်းနနေ့နီးပါးညနေခရကြောင်းတည်ရပြီးတော့စာချုပ်မှာ လက်ရှိအခန်း9ခန်းပါဝင်ပါတယ်ဆိုပြီးကြီးထားတယ်တကယ်လို့အဲ့ဒီစာချုပ်ကိုတဲ့လက်မှတ်ရေးထိုးမယ်ဆိုရင်ဒီမှာသူကြီးတာကအမျိုးသားဒီမိုကရေစီဥက္ကဋ္ဌဒေါ်ဆန်းစုကြည်အားအစိုးရနဲ့တိုင်းနယ်လက်နက်ကိုင်အဖွဲ့များအကြားတနင်္ဂနွေအပြစ်ခတ်တိုက်ခိုက်မှုရဲ့စရေတဘုတ်စာချုပ်ဒီ NCA လက်မှတ်ရေးထိုးရင်းနဲ့ပြည်တွင်းအသစ်တက်တွေအဖြစ်ပါဝင်ဖို့အတွက်ဒါတိုင်းနယ်လက်နက်ကိုင်အဖွဲ့တွေကအဆိုပြုချက်ကိုလည်းနှစ်ဖက်သဘောတူထားတယ်ဆိုပြီးတော့ပါဝင်တယ်မြန်မာနိုင်ငံမှာလည်းပြည်သူလူထုနဲ့ကြုံတွေ့နေရတဲ့အခက်အခဲအကြအတဲများစွာရှိနေပါတယ်တဲ့နိုင်ငံရေးတည်ငြိမ်မှုအနေအထားနဲ့ပတ်သက်၍ တန်ရရတွေစိုးရိမ်ပူပန်မှုတွေကအခြားသောစီးပွားရေးနဲ့လူမှုရေးကဏ္ဍတွေပေါ်အနှဲနဲ့အများဆိုသလိုရက်ခတ်မှုရှိပါတယ်တဲ့ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပေါ်ခဲ့တဲ့ပြည်ခိုင်ဖို့ပါတီပူတွေဥက္ကဋ္ဌရာထူးအပြောင်းအလဲကိစ္စအပါအဝင်ပါတဲ့နိုင်ငံရေးနယ်ပယ်ကသတင်းတွေအဖြစ်အပျက်တွေကိုပြည်သူအများစိတ်ဝင်စားစောင့်ကြည့်ခဲ့ကြပါတယ်တဲ့တန်ရရအဖြစ်စောင့်ကြည့်သူများစိုးရိမ်စိမ်ဖြစ်စောင့်ကြည့်သူတွေစသည်ဖြင့်ဖြစ်ပေါ်ခဲ့ပါတယ်တဲ့လူတို့ရဲ့မျှော်လင့်ချက်တစ်ခုဖြစ်တဲ့နိုဝင်ဘာ၁၀ရက်နေ့မှာပြုလုပ်မဲ့ဒါကျွန်တော်တို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလဲပူပန်မှုတွေဖြစ်ပေါ်ခဲ့ကြပါတယ်တဲ့ထို့အတွက်အစိုးရက ကျညာရထုတ်ပြီးတော့ရှင်းလင်းခရတီဖြစ်ခဲ့ပါတယ်တဲ့ဒီမှာနောက်ဆုံးအပိုက်ပေါ့လေတို့ပါရွေးတဲ့ညဉ့်ညဉ့်ကိစ္စရတည်တဲ့မြမနိုင်ငံရေးရှေ့ခီးအတွက်အရေးပါတဲ့လုပ်ငန်းစဉ်တရားဖြစ်ပါတယ်တဲ့စစ်မှန်တော့ညဉ့်ညဉ့်ရေးဖြစ်မှတာလေစစ်ပွဲများကြောင်းအဖက်ဖက်ကနှိမ့်ချခရတော့ဖွံ့ဖြိုးမှုနောက်ကျခရတော့တိုင်းနာဒေတာများနဲ့နှစ်ပေါင်းများစွာတန်တရားများအမုန်းတရားများကိုဖြစ်ရှင်းဖျောက်ဖျက်နိုင်ပြီဖြစ်ကြောင်းဒါဒေးလေးပဲတင်းစားကခြေတအပ်ပါတယ်ဆိုပြီးတော့လက်ရှိညဉ့်ညဉ့်ခီးဟိုဒါသူကမေးခွန်းထုတ်ပြီးတော့ရေးလိုက်တာဖြစ်ပါတယ်ညဉ့်ညဉ့်ခီးနှီးပြီလားပေါ့ဟုတ်ကဲ့ပါ တကယ်တမ်းလည်းဒီလက်ရှိ NCA စာချုပ်ကြီးကဒါသတင်းစာမှာအပါဝင်ချပြခဲ့တယ်ဗောလေဒါကျွန်တော်တို့အကြခင်စာချုပ်ဆိုနိုင်မျိုးကျွန်တော်မျှော်လင့်ရတယ်အလားတူပဲလက်ရှိကျွန်တော်တို့ဒီကရင်ရင်နဲ့မြန်မာတက်မလို့ပဲမှာလဲတိုက်ပွဲတွေဖြစ်နေတယ်တို့ကြားရတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဒီဖြစ်ရတွေဗောနော်ဒါမဲ့ရေကောက်ပွဲနီကလာတဲ့ကာလာနဲ့ဒီဒါအသုံးသက်ပြထားတာဗောနော်ဟုတ်ကဲ့ပါဆက်ပြီးတော့မြန်မာကဒီ the voice မှာပါတဲ့လွန်ငင်းချမ်းသာအခွင့်နဲ့လွတ်မြောက်လာတဲ့အကျဉ်းသားတွေမှာခိုးဆိုးလူနိုင်တထောင်ကျော်ပါဝင်နေဆိုတဲ့သတင်းဖတ်ပြခြင်းလဲ ဒီမြန်မာနိုင်ငံတဝမ်းမှာအချင်းထောင်များမှရေဖက်စခန်းများမှပြည်တံကြခံရနေသူများအနက်မှအချင်းသား9000နီးပါးကိုလွင်ငင်းချင်သာခွင့်ပေးခဲ့ရမှာခိုးဆိုးလူ၌ပြစ်မှုတွေနဲ့ပြည်တံကြရတဲ့လူတွေအဲ့ဒီမှာ1000ကျော်လောက်ပါဝင်နေတယ်ဆိုပြီးဖော်ပြထားပါတယ်။ဒီထောင်ကလွမြောက်လာတဲ့အချင်းသားတွေထဲမှာလောင်ကစားမှုနဲ့လွမြောက်သူကအများဆုံးပါပဲတဲ့။ဒုတိယအများဆုံးကခိုးဆိုးလူ၌အမှုနဲ့ပြည်တံကြခံရတဲ့လူတွေ လူမျိုးသူတွေကကိုနေခဲ့တဲ့ဒေသကတက်ဆိုင်ရရဲ့စခန်းတွေမှာထောင်ငါလွတ်လာကြောင်းသတင်းပေးပို့ပြီးကောင်းမွန်စွာလောက်ကန်ဆောက်တာဖို့ကိုလည်းမှားထားပါတယ်ဆိုပြီးတော့အချင်းဦးစီးဌာနကတာဝန်ရှိသူတို့ကပြောထားပါတယ်။ဒီရွေးကောက်ပွဲမတိုင်မီကာလမှာလည်းစူပူအောင်ကြွားမှုတွေအကြမ်းဖက်မှုတွေမဖြစ်ပွားစေရန်မန္တလေးရဲတပ်ဖွဲ့ကပြည်နယ်နဲ့တိုင်းဒေသကြီးတို့မှာရက်ွက်အေးချမ်းတာယာရင်းနဲ့တရားဥပဒေစိုးမိုးရေးအတွက်လုံခြုံရေးလည်းလက်ရှိကာလမှာအထူးတိုးမြင့်ဆောင်ရွက်နေပါတယ်ဆိုပြီးပြောထားပါတယ်။ စ်တံ၃နှစ်နဲ့အောက်ထောင်နှံကြနေတဲ့ကျင်းသားတွေကိုထောင်ထဲမှာနေတော့ကစီကန်လိုက်တာမူအကျဉ်းစရိုက်တာကောင်းမွန်မှုနဲ့တေချာစစ်စစ်ပြီးတော့ထောင်ကတာဝန်ရှိသူတွေရဲ့ထောက်ခံချက်နဲ့လူငင်းချင်တာကွင်ပေးခဲ့တာပါတဲ့လွတ်လာတဲ့သူတွေကစင်ထုံးဥပဒေပုံမှန်၄၀၀တရာထောင်ကလွတ်လာတာကိုကိုနေတဲ့နေရာကရဲစခန်းထဲမှာသတင်းပို့ရမယ်ရဲတပ်ဖွဲ့ကသတင်းလာပို့သူတွေရဲ့အပြင်ပြန်အောင်လာချိန်မှာဒုစရိုက်မှုတွေထက်ကျူးလွန်မှုရှိမရှိပါထပ်ပြီးစစ်ဆေးနေတယ်ဆိုပြီးတော့ရန်ကုန်တိုင်းဒေသကြီးရဲ့တပ်ဖွဲ့မှုရုံအားရဲအရာရှိတို့ကပြောထားတာပါ ုဆိုလို့ရှိရင်သူမှာထပ်ပြီးတုံ့တက်ပြထားတာလူဦးရေထုထက်တဲ့ရေကုန်တန်းဒေသကြီးအပဝဲနဲ့အခြားမြို့ကြီးတွေမှာအစမ်းဖက်လူရဲမှုလူတက်မှုတွေမကြခဏဖြစ်ပွားရရှိပြီးဒီအမှုတွေကလည်းအချင်းတောင်ကလွတ်မြောက်သူတွေပဲပြန်လဲပါဝင်နေပါတယ်ဆိုပြီးပြောထားပါတယ်ရေကုန်တိုင်းမှာဆိုရင်လည်းအင်းစိန်ထောင်နဲ့အခြားရဲဘက်စခန်းတွေကလွတ်လာတဲ့သူ969ယောက်ရှိရဲဒါပေမဲ့ဘယ်မြို့နယ်မှာနေထိုင်နေဘာအမှုနဲ့ထောင်ကလွတ်လာရဲဆိုတာသိစားမသိရသေးဘူးလွတ်လာသူတို့ကလည်းရဲစခန်းကတည်င်းမပို့ဘူးလူဦးရေ ိတ်သေးတဲ့ရန်ကုန်မှာနေရာပေါင်းစုံအမှုမျိုးစုံဖြစ်နေချိန်မှာ ရာဇဝတ်မှုဖြစ်ပွားမှုတွေနဲ့ပတ်သက်ပြီးတော့မတင်ကားမှုတွေကိုခေါ်ယူစစ်ဆေးဖို့ကိုမျိုးနယ်တွေကဘယ်သူဘယ်ချိန်နဲ့ဘာပြစ်မှုနဲ့လွတ်လာရဲဆိုတာကြိုသိထားမှကာကွယ်ရေးတွေပို့ထီအောင်မယ်ဆိုပြီးတော့ဒီရဲတပ်ဖွဲ့ကရရှိတူကလည်းသူ့ရဲ့သဘောထားကိုတုံ့တက်ထားပါတယ်။ဒီလိုအချင်းထောင်တွေကလွတ်မြောက်လာတဲ့ခိုးဆိုးလူနိုင်သူတွေရတဲ့အရင်နေထိုင်ရာဒေသတွေမှာပြန်လည်နေထိုင်ခြင်းတွေပေါ့ရဲတပ်ဖွဲ့ကစုံစမ်းပြီးတော့မူလနေရာမှာအကြောင်းမျိုးမျိုးကြောင့်အခြားဒေသကိုရွှေ့ပြောင်းသူများရှိပါက ပြောင်းရွှေ့သောအနေမြင်ကရဲတပ်ဖွဲ့များထံသို့သတင်းပေးပို့ထားပြီးတော့သူတို့ရဲ့လှုပ်ရှားနေထိုင်မှုတွေကိုအထူးစောင့်ကြည့်ခိုင်းထားတယ်။လက်တော်မှာလည်းရန်ကုန်တိုင်းဒေသကြီးအပဝင်မြန်မာနိုင်ငံအနှံ့လုံခြုံရေးများအထူးတိုးမြင့်ကနေကင်းလှဲ့ကင်းဝစ်ကင်းအသွင်ယူစစ်ဆေးမှုတွေလည်းပြုလုပ်နေပြီးတော့အဲဇင်းတွေကိုလည်းစစ်ဆေးနေပါတယ်ဆိုပြီးတော့ဒီသတင်းထဲမှာဖော်ပြထားပါတယ်ရှင်။ဟုတ်ကဲ့ဟုတ်ကဲ့ဒါတော့ကျွန်တော်တို့လွှင့်ဆန်းခွင့်လွတ်မြောက်လာအကျဉ်းောက်တွေမှာခိုးဆုံလိုက်တထောင်ကျော်ပါဝင်နေဆိုပြီးတော့တရင်ထွက်လာတဲ့ဟာပေါ့လေလက်ရှိလည်းရန်ကုန်တိုင်းဒေသကြီးမှာတော်တော်ကကျွန်တော်တို့ဒီ ငွေလဲစင်တာတစ်ခုကိုဒီတကယ့်ကိုအချက်ချာကြတဲ့နေရာကငွေလဲစင်တာကြီးတစ်ခုကိုကျွန်တော်တို့နိုင်ငံခြားဇက်ကဆက်ဆံကိုလူရက်သွားတဲ့တဲ့င်းမျိုးတွေမကြခဏကြားရတယ်ပြီးတော့ကျွန်တော်တို့ကန်ထရက်တိုက်တွေမှာတချို့လေကားသက်ဆင်းနေမှာဒီကျွန်တော်တို့ဖုန်းပြောင်းနေတဲ့အမျိုးသမီးတယောက်ကိုလည်းနောက်ကနေဒီခေါင်းကိုစောင့်ပြီးတော့ဖုန်းဆွဲယူတာတဲ့မျိုးတွေတိုင်းကြာခဏဆိုလို့ကြားနေတာဒါတရားရလည်းဒီတစ်ခေါက်ပါလာလွန်ညင်းချင်းသားဝင်ပြီးမှာပဲစတိုက်ဆိုလို့ဖြစ်လာတဲ့တတိုက်ဆိုဆိုင်ပေါ့လေကျွန်တော်ပြန်တွေ့လာရတဲ့တဲ့နေဖြစ်ပါခင်ဗျဟုတ်ကဲ့ကျွန်တော်က လာတလို့စိတ်ဝင်စားစိတ်ဝင်စားစရာပေါ့လေဒီ FN line နဲ့ပတ်သက်တဲ့သတင်းတစ်ခုပါ7 day မှာရေးထားတာ Cherry FN UD ကို line ပြန်လည်ထုတ်လွှင့်ခွင့်ရရှိတဲ့ခေါင်းစဉ်ရတယ်မပြည်တို့တော့ဥက္ကဋ္ဌသူရဥရှင်မိုင်းတားနေတဲ့ခြေမားတို့လောက်ကင်နေတဲ့ Cherry FM Radio Line ကိုဩဂုတ်16ရက်နေ့ညနေ6နာရီမှာပုံမှန်အတိုင်းပြန်လည်ထုတ်လွှင့်ခွင့်ရရှိပါပြီဆိုပြီးတော့သတင်းရရှိပါတယ်တဲ့ဒီမှာ Cherry FM တာဝန်ရှိသူတူကဒီမှာပြောလာတာရှိတယ်။ငကိုကလေးကလွှဲတဲ့အပတ်စဉ် program တွေအတိုင်းထုတ်လွှင့်မှာပါတဲ့ထုတ်လွှင့်နေကြအတိုင်းပါပဲဆိုပြီးတော့ပြန်ပြောလာတယ်။ဒီဒီဖြစ်စဉ်ကဒီမှာ ဘယ်ဟာစားလဲဆိုတော့ဒီမှာဒီလိုတော့ဥက္ကဋ္ဌသူရဥရှင်မန်းပြောင်းကြခံရင်းနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနေရာကနေဖယ်ရှားခံရပြီးနောက်ဩဂုတ်23ရက်နေ့မှာစပြီးတော့တဲ့ Cherry FM Radio Line ထုတ်လွှင့်ရမှာဤပညာချုပ်ငင်းမှုများဖြစ်ပေါ်ပြီး FM ထုတ်လွှင့်မှုတွေပြတ်တောက်ခဲ့ပါတယ်တဲ့ဩဂုတ်23ရက်နေ့နနက်9:00နာရီကစတင်ပြီးတော့ဤပညာချုပ်ငင်းပြတ်တောက်မှုကြောင့်တဲ့ဂျိုဒူးနဲ့အဆက်တွေပြတ်တောက်၍ Cherry FM ဖမ်းယူရရှိနိုင်တဲ့မြို့နယ်မြို့တွေမှာတဲ့ထုတ်လွှင့်မှုရဆိုင်သွားတာတဲ့ ဂျိုရုမတော့ပဲတိုက်ရထုံးနေတဲ့ရန်ကုန်မှာဗီဒီယိုလိုင်း night သူညာတံများဖြစ်ပေါ်ခြင်းတွေကြောင့်ကျန်းသာထားရဆိုပြီးတော့ဒါချက်ရဲ့ fan အထွေထွေမန်နေဂျာဦးတန်းထွေးစော်ကလည်းဆမ်မန်တွေကိုဒါဒါဒီကရရပိုင်းတွေကပြောခဲ့တာဆိုတော့ပြန်ရေးထားတယ်ဒီဩဂုတ်15ရက်နေ့မှာတဲ့ချယ် FM တာဝန်ရှိသူတွေနဲ့ပြန်ကြားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေတို့ဆုံခဲ့ပြီးတော့တဲ့ရေဒီယိုလိုင်းကို၃နာပိတ်သိမ်းဖို့တစ်ဖက်ညှိနှိုင်းခဲ့ပါတယ်တဲ့ချယ် FM ရေဒီယိုလိုင်းပိတ်သိမ်းမှု PRB ပြောဆိုခြင်းမရှိဘဲနိုင်ငံရေးနဲ့မပတ်သက်ဘဲဖြောပြေးကိစ္စတွေလှုပ်ဆောင်ရန် မတ်ခံနိုင်ပါသလားဆိုပြီးတော့လဲရုပ်ကောက်ပဲမတိုင်ပဲတရုတ်အုပ်ရှင်မန်းနဲ့ပတ်သက်တဲ့ကိစ္စတွေကိုဒါအစီအစဉ်ရှိတယ်ဖြစ်စေတယ်မရှိတယ်ဖြစ်စေရုပ်တရက်ထုတ်လွှင့်ခြင်းမျိုးမဖြစ်စေဘူးအာမတ်ခံနိုင်လားဆိုပြီးတော့အချက်ကိုအဓိကတန်ကြာရေးမင်းမြန်းခဲ့တယ်ဆိုပြီးတော့လဲဒါဥရထုတ်ကသတင်းမီဒီယာတွေကိုဒါပြောကြပါတယ်တဲ့ဒီမှာသူဆက်ရေးထားတာကတရုတ်အုပ်ရှင်မန်းတန်းခံရေးပါတီဥက္ကဋ္ဌရာထူးမှဖယ်ရှားခံရပြီးနောက်တဲ့၎င်းကြီးချွေးမပိုင်ဆိုင်တဲ့ Cherry FM Radio ကိုမိမိဆန္ဒအရောက်ခိတ္တရဆိုင်လို့ကြောင်းစတင်ရအစိုးရက ညွန်ကြားလာပြီးမဲ့လေတဲ့ဥပဒေကြောင်းရတာဖြစ်ရှင်းဆောင်ရွက်သွားမယ်ဆိုပြီးတော့သူကဥရှိမန်ရဲ့တားဖြစ်သူတိုးနိုင်မန်ကလည်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဒါပြောကြားခဲ့တယ်ဆိုပြီးတော့လည်းဒီမှာထပ်ရေးထားတယ်ဒီ Cherry FM ရုံးတွေကိုတဲ့ကျွန်တော်တို့တောင်ကြီးရန်ကုန်မန္တလေးမြို့တွေမှာဖွင့်နေထားပါတယ်တဲ့ဝန်ထမ်းတရားကျော်ညက်လက်ပတ်နေတယ်ပြီးတော့ဒီ Cherry FM ကပြည်ထောင်ကနိုင်ငံလူဥယျာဉ်ရဲ့တုံးပုံနဲ့ပုံကိုလွှမ်းခြုံထားတယ်ဆိုပြီးတော့လည်းဒါသတင်းရရှိပါတယ်တဲ့ပြီးခဲ့တဲ့ဩဂုတ်15ရက်က Cherry FM 6နှစ်ပြည့်နေ့ဖြစ်ပြီးတော့တဲ့တောင်ကြီးမြို့မှာကျွန်တော်တို့လက်ရှိ IC ဖွင့်နေတဲ့လူတွေရေးပေးတဲ့ပြည်သူတွေကိုကူညီဖို့ နှစ်ပတ်လည်ပွဲလည်းကျင်းပခဲ့တယ်တဲ့အဲ Cherry FN ရဲ့ပရိသတ်ကမြန်မာနိုင်ငံရဲ့သုံးပုံနှစ်ပုံထိလွှမ်းခြုံထားတယ်ဗောလေဒီလို FN ကိုဒါကျွန်တော်ပြည်ညာရေးဌာနကရဆိုင်မတွန်းအားပြခဲ့ပေးမဲ့ဒေတာပြန်လည်ညှိနှိုင်းကြရဒီ FN ကိုမနေ့မနေ့ညနေည6နာရီကစပြီးတော့ပြန်လည်ထုတ်လွှင့်နေဆိုတဲ့သတင်းတွေမှာခင်ဗျဟုတ်ကဲ့ဒီလိုရဆိုင်မယ်ဆိုပြီးသတင်းထုတ်တော့မှလည်းဒီရကမီဒီယာဖိနှိပ်မှုဖြစ်တယ်ဆိုပြီးတော့ကွန့်ကွက်ပြောဆိုကြတာရှိသလိုဒီဝန်ထမ်းတွေအလုပ်လက်မဲ့ဖြစ်မှာကိုလည်းဆိုရင်ပြီးတော့ဝင်ပြောဆိုကြရေးရှိနေပါတယ်ဟုတ်ကဲ့ပါဆက်ပြီးတော့ဒီ device မှာပါတဲ့သတင်းက တတော်ကိုယ်စားလှယ်တာဝန်မှာပြန်ရုပ်သိမ်းသည့်ဥပဒေအချိန်ယူဆွေးနွေးတင်နေဆိုပြီးတော့နိုင်ငံရေးပါတီ73ခုကတင်ပြထားရဆိုတဲ့တဲ့မှာဒီလွတ်တော်ကိုယ်စားလှယ်တာဝန်မှာပြန်လည်ရုပ်သိမ်းမဲ့ဥပဒေကိုတဲ့ကြကြဲပြပြန်ဆွေးနွေးပြီးတော့အချိန်ယူဖြတ်တင်နေဆိုပြီးတော့လွတ်တော်အတွင်းရှိနိုင်ငံရေးပါတီ73ခုကတင်ပြထားကြောင်းပြည်အောင်လွတ်တော်ဥပဒေချမ်းပူပေါင်းရေးကော်ပိုရိတ်ကဒီနေ့ကျင်းပတဲ့ပြည်အောင်လွတ်တော်အစည်းအဝေးကိုတင်ပြလိုက်တာပါသူတို့တုံ့တက်ထားတာဆိုလို့ရှိရင်ဒီဥပဒေပါတရားခိုင်နှုန်းသောမဲဖြစ်တိုင်တန်းနိုင်ကြောင်းတတ်မှတ်ချက်ကတဲ့ အလွန်နဲ့ရာဂိုင်းတော့ဖြစ်နေပြီးတော့နိုင်ငံရေးအကျက်တဲတွေပေါ်ပေါက်ရန်ဖန်တီးနေကြသူဖြစ်နေပါတယ်ဆိုပြီးပြောပြထားပါတယ်။ဒါကြောင့်တို့ကဒီနေ့နေ့က August 19ရက်နေ့မှာကျင်းပတဲ့ပြည်အောင်လွှတ်တော်ကိုအစည်းအဝေးခန်းစာတင်သွင်းခဲ့တာပါ။ဒါပြင်လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြည်ရုံသိမ်းရေးဆိုင်ရာဥပဒေကလည်းဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့နေရာမှာအဟံတားဖြစ်ပေါ်နိုင်ခြင်းအမျိုးသားပြည်လဲသိမ်းပြန်ရေးကိုထိခိုက်နိုင်ခြင်းနဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုထိခိုက်နိုင်ခြင်းတို့ကြောင့်အထူးအလေးထားတဲ့အကြောင်းဒီအစည်းအဝေးခန်းစာထဲမှာဖော်ပြထားပါတယ်။ဒီမှာဆက်ပြောထားတာဆိုလို့ချင်း ဒီဥပဒေပြဋ္ဌာန်းရန်တင့်မတင့်ဆွေးနွေးဖို့အတွက်ဩဂတ်လ19ရက်နေ့ကဥပဒေကြမ်းပူးပေါင်းရေးကော်မတီနဲ့လွှတ်တော်အတွင်းနိုင်ငံရေးပါတီ19ခုတို့တွေ့ဆုံခဲ့ပြီးတော့6ပါတီကလွှတ်တော်ရဲ့အဆုံးဖြတ်ကိုအမြန်ရယူဆုံးဆောင်ရွက်တဲ့နဲ့ဆိုပြီးတော့အကြံပြုတင်ပြခဲ့တယ်ဆိုပြီးတော့ဒီကော်မတီတွဲဖက်တွေမူဒေါက်တာမြတ်ညံနာဆိုတာပြောထားပါတယ်ဒီကိစ္စကိုလည်းလွှတ်တော်အတွင်းရှိတတိပုဂ္ဂလကိုယ်စားလှယ်တွေကလည်းပါတီ73ခုမှတင်ပြထားတဲ့အချက်တွေတိုင်းသဘောတူတယ်ဆိုပြီးတော့ထပ်ပြီးတော့ပြောထားပါဗျ။ ီဥပဒေကျမ်းနဲ့ပတ်သက်ပြီးတော့ဥပဒေကျမ်းပူးပေါင်းရေးကော်မတီတွေအနေနဲ့လွတ်တော်ရဲ့အဆုံးဖြတ်ရယူပြီးဆက်လက်ဆောင်ရွက်ရမတင်ကြောင်းဆုံးဖြတ်ပါကအတီးပြုနိုင်ရေးကိုဆိုင်းငံ့ထားရန်နဲ့အတီးပြုလိုကြောင်းဆုံးဖြတ်ပါကအသေးစိတ်ညှိနှိုင်းဆွေးနွေးပြီးမှသာအတီးပြုတင်ကြောင်းဥပဒေကျမ်းပူးပေါင်းရေးကော်မတီရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်ဒီဥပဒေကျမ်းအတီးပြုတင်မတင်ကိုဆွေးနွေးလိုတဲ့လွတ်တော်ကိုယ်စားလှယ်တွေရှိပါကားတဲ့ဒီနေ့ ဩဂတ်စ်လ19ရက်နေ့ညနေ4နာရီနောက်ဆုံးထားပြီးတော့အမည်အစင်းပေးကဩဂတ်စ်လ20ရက်နေ့တွင်ကျင်းပမယ်ပြည်ထောင်စုလွတ်တော်အဆုံးအဖြတ်ရယူရယူရမယ်ဆိုပြီးတော့ပြည်ထောင်စုလွတ်တော်နာယကသူတော်ဦးရွှေမန်းကလည်းကြေညာထားပါတယ်။ဟုတ်ကဲ့ဒီဥပဒေကိုတရက်ဆိုင်မှာဒီနေ့လွတ်တော်မှာအတည်ပြုပြထားမယ်ဆိုပြီးတော့လည်းကျွန်တော်တို့ဟုတ်ကဲ့သိရတယ်ဗောလေဒါဒီဥပဒေပြထားပြီးရင်လက်ရှိဒီစိုးရိမ်မှုများနေတာကဒီလက်ရှိသူရောက်ရှေမန်းတော်တော်ဥခရာကိုပြန်လည်ရုပ်သိမ်းမယ်ဆိုပြီးတော့သတင်းတွေထပ်ပေါ်နေတယ်ဒါနဲ့ပတ်သက်ပြီးတော့လဲအစိုးတင်တွင်းတဲ့ဘက်ကတော့ဒါ ဒီဥရှိမန်းကိုတော်တော်များကလည်းပြန်ရုပ်သိမ်းမဲ့ကိစ္စမပါဝင်မဲ့တာဒီလက်ရှိရွေးကောက်ပွဲမတိုင်းမီမှာကြန့်ရှိနေတဲ့ဥပဒေတွေကိုဒါအများဆုံးပြပြဖို့အတွက်ဆိုတင်လို့နဲ့ဆိုပြီးတော့လည်းကျွန်တော်တို့တရင်တွေမှာတွေ့တွေ့ရတာဟုတ်ကဲ့ကျွန်တော်ကစံတော်ချိန်မှာပါတဲ့ဒီကာတွန်းပေါ့လေဒီကာတွန်းဆရာကကာတွန်းဆရာတိန်ထွန်းလို့ဒီမှာသူရေးထားတယ်ဒီလေလေစည်းပေါ့ဗျာလေဒီခြေထဲမှာလေလော်နေကြလူနှစ်ယောက်ကသူကခေါင်းပေါင်းလေးတွေလည်းပါတယ်အဓိကဒါမဲ့ တို့လေလော်တဲ့ပုံအထူးဆန်းမယ်မျက်နှာဆန်းဆန်းထိုင်ပြီးတော့လော်တက်တွေကိုသိရမလားမျက်နှာဆန်းဆန်းထိုင်ပြီးတော့လော်လေးကမမရွေ့ဘူးဖြစ်နေတာပေါ့အဲအဲအဲ့နေရာမှာပဲလဲနေတဲ့ဘောမျိုးအဲ့မှာကျွန်တော်တို့ကာနာဦးလေးကြီးတောက်ကလမ်းအော်တယ်ဒီလိုလော်နေလို့လေကရွေ့နိုင်ပါမလားကွာတဲ့အဲ့မှာခေါင်းမောင်းမောင်းတဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်တွေကလမ်းပြောတယ်နို့အဘကပဲပြောထားတယ်လေတဲ့တလီတဲ့စီတခီတဲ့သွားကြတူချင်းတောချင်းကရင်ချင်းအပ်ပြီးစီးလို့ရမယ်ဆိုပြဆိုပြီးတော့ဒါလည်းစီဒီကျွန်တော်တို့တပွဲလေလေဖြစ်နေတဲ့ ဒီကျွန်တော်တို့ဟိုပါဗောဒေါက်တော်ဒေါက်တော်ဆိုင်ရာဆွေးနွေးပွဲတွေဒီနိုင်ငံရေးအချက်အလက်တွေကိုဒါကာတွန်းဆရာကတယောပြီးတော့ရေးဆွဲတာတွေလို့ကျွန်တော်တို့ယူဆပါတယ်ဟုတ်ကဲ့ကာတွန်းဆရာတွေကတော့ရွေးကောက်ပွဲနီးလာတယ်အများဒီနိုင်ငံရေးဖြစ်စဉ်တွေကိုနော်ထီထီမင်းပြီးကာတွန်းနဲ့တယောပြီးတော့ကာတွန်းနဲ့တယောနေတာကိုကျွန်တော်တို့နေ့စဉ်ထွက်တဲ့သတင်းစာတွေမှာဒါသူရှာတွေ့ရတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်တို့ဒီကာတွန်းနဲ့ပဲနေ့စဉ်ထွက်ရှိတဲ့သတင်းစာတွေဂျာနယ်တွေထက်ကစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတွေကာတွန်းနဲ့ကောင်းလို့ဖတ်ကြတဲ့အစီအစဉ်ပြီးထုံးပါပြီဒီ BB ကိုကျေးဇူးတင်တဲ့ကျေးဇူးများတင်ရှိပါခင်ဗျာကျေးဇူးတင်ပါတယ်ရှင်